မင်္ဂလာနေ့လေးပါခင်ဗျာဒီနေ့ကျွန်တော်ဆရာသူရဲ့ကြားမျက်ရည်ဆိုတဲ့ကဗျာကိုရွေးပွဲပြရကြပါတယ်ကြားမျက်ရည်အရေးပန်လေးပြီးပွင့်လူရောပေါ်လို့နိုးထောင်းပြီးရဲ့ဖေဖော်ရဲ့အမှုဆုံးနနခင်မှာမြို့ရဲ့မြူတွေရှားကတန်ချက်ကားတွေခေါင်းထိုးထွက်လာတာကိုတွေ့လိုက်ရတယ်နောက်တော့ အမှောင်ရေငရေရေအာလို့မဆုံးတော့မဲ့အတန်နဲ့အာကောင်ချစ်អော်နေတဲ့ဥကောင်းပွန်မျိုးဆက်ရေ အချစ်ကြီးတိမ်တွေကတနတ်တယ်နဲ့တူလိုက်တာမင်းကြောက်လားမကြောက်ဘူးယွန်းသာလို့ဖြေကိုမင်းကိုပန်းလေးပန်ပေးခြင်းသေးတယ်ဒါပေမဲ့ဝမ်းနေစရာပဲဒီတန်းပြေဟာဘာပန်းမှာ ပွင့်တော်မှာမဟုတ်ဘူးမင်းရဲ့မျက်ရည်ကလေးတွေမုန်းအောင်နေပါလားငိုကြွေးထားတာကွယ်အတွင်ရောပြင်ရောငိုနေတယ်လို့ဖြေငိုပါချုံးဝဲချပြီးငိုပါလေဒီချိန်ရဲနေတဲ့မိမတွေထံငိုနေတဲ့မိမတွေကပို့လှတယ်လို့ထင်တယ်မင်းမျက်ဝန်းတွေကတိတ်လာတော့ကြမျက်ရည်ကလည်းတိတ်ကို လှမှာပေါ့ကိုရိုမိမိချစ်စရာလေးနော်တင်းကြီးရောင်ဆောင်နေလီမင်းဘာရောင်နေတည်ခြင်းလဲအနီရောင်နေတည်ခြင်းလဲလို့ဖြေကိုလေခစ်စံပတ်ရင်နေအနီရောင်နေပဲတည်မယ်ကိုရိုရက်တိတ်မကွာပဲတည်ကြမယ်အရန်ရည်တဲ့နိုင်ငံတွေမှာ ပြန်မွေးဖွာကြမယ်တက်ကတူအတူတက်ကြမယ် တမိုင်းစာကိုအတူဖတ်ကြမယ်မြန်မာနိုင်ငံအကြောင်းဖတ်မိတဲ့အခါဒီနိုင်ငံကြားဘူးသလိုလိုပဲဆိုရဲမျက်မှောင်ကြုံတာမျိုး ဖြစ်သွားလိမ့်မယ်ကိုလိုနောက်ဘဝရောက်နေပြီလေအရင်ဘဝကအကြောင်းတွေပြန်မသိတော့ဘူးလေအရင်ဘဝအကြောင်းမှတ်မိနေဦးမယ်ဆိုရင်နောက်ဘဝဆိုတာကလည်းဘာတွေပဲရှိမှာလဲနော် ကိုယ်တို့တောင်းဝေမဟုတ်တဲ့အနှွေးထယ်တွေဝတ်မယ်။တောင်ရင်စွန်းနှန်းကတာယာတွေကိုကြည့်မယ်။မင်းကိုတွေးရကောင်းအောင်ဂယူဆိုင်မယ်။နှစ်တကူနီးရင်ကိုယ်တိုင်လှုပ်ထားတဲ့ဝိုင်းတွေတောင်းမယ်။ကိုတို့နောင်ဘဝမှာတကယ်ပျော်ရွှင်နိုင်ရောက်တယ်။ဒါပေမဲ့ထူးဆန်းတဲ့ပြဿနာတခုတော့ရှိခြင်းရှိနိုင်တယ်။အဲ့ဒါကတော့ နှစ်စဉ်နှစ်တိုင်းဖေဖော်ဝါရီလရဲ့အစောဆုံးနံနက်ခင်းတိုင်းမှာကိုတို့နိုးနေသည်ဖြစ်စေအိမ်မောကြနေသည်ဖြစ်စေကိုတို့ညလုံးတောင်စွန်းတွေကဘယ်လိုမှရက်တန်လို့မရအောင်မျက်ရည်တွေတသွန်သွန်စီးကြနေလေးရှိတဲ့အကြောင်းပေါ့ဟုတ်ကဲ့ဆရာသူဝေးရဲ့ ကြမျက်ရည်ဆိုတဲ့ကြပြာကိုရွတ်ဖက်ပြောင်းရတာပဲဖြစ်ပါတယ်။အဆုံးထိတိုက်ပါစီမျောပေးခဲ့မှုအတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။